မင်္ဂလာပါခင်ဗျာ2023ခုနှစ်စက်တင်ဘာလ23ရက်တင်းလာနေညပိုင်းလွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်လေးကိုအမေရိကန်ပြည်သူ့ဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါခင်ဗျာကျွန်တော်ကကျောင်းမထွန်ပါ RFA အစီအစဉ်လေးကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိထုတ်လွှင့်သွားမှာဖြစ်ပါတယ်အခုစပြီးတော့ထူးခြားသတင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ င်ကာပူနိုင်ငံကိုရောက်နေတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာစင်ကာပူဝန်ကြီးချုပ်လီရှန်လုံသမရတိုနီတန်ကန်ယန်တို့နဲ့စင်ကာပူသမရအိမ်တော်မှာဒီကနေ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာဝန်ကြီးချုပ်ဟောင်းကိုချောက်တောင်တဲခင်းတဲ့နေ့လယ်စာစာဝဲကိုတက်ရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာညနေပိုင်းမှာ Formula 1 Motor Car ပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲဒီကားပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခဲ့တဲ့ပြည်ပရောက်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်က ကားပြိုင်ပွဲမှာဒေါအောင်ဆန်းစုကြည်နဲ့အမှတ်မတင်ဆုံတွေ့ခဲ့ရတဲ့အကြောင်းအင်တာနက်လူမှုရေးကွန်ရက်စာမျက်နှာမှာဓာတ်ပုံနဲ့တူဖော်ပြထားတာကိုဒီကနေ့ထိုင်းသတင်းစာရေးမှာထုတ်ဝေထားတာတွေ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာစင်ကာပူရောက်မြန်မာမိသားစုတွေနဲ့လည်းမနေ့ကတွေ့ဆုံခဲ့ပါတယ်။အဲ့လိုတွေ့ဆုံရမှာဒေါအောင်ဆန်းစုကြည်ကကြည်ပရောက်မြန်မာတွေအနေနဲ့တိုင်းပြည်အခြေအနေတိုးတက်ကောင်းမွန်လာတဲ့အထိစောင့်ဆိုင်းမနေပဲမြန်မာနိုင်ငံကိုအပြောင်းလဲမှာကိုယ်တိုင်ပါဝင်ကြဖို့ စင်ကာပူမှာပညာသင်ယူနေရတဲ့မြန်မာအကြောင်းသားတွေအနေနဲ့လည်းပညာသင်ကြားပြီးတဲ့အခါအမိနိုင်ငံကိုပြန်လာကြဖို့တိုက်တွန်းခဲ့ရလို့သိရပါတယ်။ဒေါန်ဆန်းစုကြည်နဲ့စင်ကာပူရမြန်မာမိသားစုတွေတွေ့ဆုံပွဲမှာတက်ရောက်သူ6000နီးပါးရှိတယ်လို့စင်ကာပူသတင်းမီဒီယာတွေကဖော်ပြကြပါတယ်ခင်ဗျာ။ကချင်ပြည်နယ်ကိုရောက်နေတဲ့မျိုးသားလွတ်တော်ဥခရာဥခင်အောင်မြင့်နယ်အဖွဲ့ဟာမြကြီးနားနဲ့ဝိုင်းမော်မျိုးနယ်ကကယ်ဆယ်ရေးစခန်းတွေကိုမနေ့ကသွားရောက်ခဲ့ပြီးစစ်ပြေးဒုက္ခသည်တွေကိုထောက်ပံ့ပစ္စည်းတွေလှူဒါန်းခဲ့ပါတယ်။လုံခြုံရေးကြောင့် မိမိရဲ့တို့ရဲ့နေရက်ဒေတာကိုစွန့်ခွာပြီးတော့စခန်းထဲမှာစူးစီးနေထိုင်ရတဲ့လူပုဂ္ဂိုလ်တွေကိုကူညီဖို့အတွက်အမျိုးသားလွှတ်တော်မှာကယ်ဆယ်ရေးနဲ့ဒုက္ခသည်များကူညီဆောင်ရှောက်ရေးကော်မတီဖွဲ့စည်းထားတဲ့အကြောင်းဥက္ကရာမြင့်ပြောပါရယ်ဥက္ကရာမြင့်နဲ့အတူလိုက်ပါလာတဲ့ကယ်ဆယ်ရေးနဲ့ပြန်လည်နေရချထားရေးဌာနဒုတိယဝန်ကြီးဦးဖုံးဆွေကလည်းသဘာဝဘေးရန်နေတဲ့လူမှုရေးပြည်ပခါတွေကြောင့်ကယ်ဆယ်ရေးစခန်းထဲမှာခိုးလုံနေကြရတဲ့ပြည်သူတွေကိုပြည်တွင်းနဲ့နိုင်ငံတကာအကူအညီပေးအဖွဲ့တွေပူးပေါင်းပြီးအတတ်နိုင်ဆုံးကူညီထောက်ပံ့နေရလို့ပြောကြားခဲ့ပါရယ် ဥခေအောင်မြင့်တဲ့အဖွဲ့ဟာဒီကနေ့မှာဗမော်မြို့ကိုသွားရောက်မယ်လို့သိရပါတယ်ခင်ဗျာငင်းချိုင်းစုနေပွဲဒီမှာစစ်ပွဲဖြစ်ပွားနေတဲ့နေရာကပြည်သူတွေရဲ့ဆန္ဒတွေလည်းပါဝင်ဖို့လိုအပ်တယ်လို့88မျိုးဆက်ចောင်းသားများအဖွဲ့ကကိုမင်းကိုနိုင်ကပြောလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ၃ရက်ကြာကျင်းပခဲ့တဲ့ရှမ်းကယားမွန်၃ပြည်နယ်ကတိုင်းရင်းသားတွေအဖွဲ့အစည်းတွေရဲ့ယုံကြည်မှုတိဆောက်ရေးဆွေးနွေးပွဲပထမနေ့ကိုတက်ရောက်လာတဲ့ကိုမင်းကိုနိုင်ကအဲ့လိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်ပြည်သူတွေရဲ့အသံတွေအရုပ်တွေ သဘောထားဆန္ဒတွေသူတို့ပြောတဲ့အနာဂတ်တွေမပါပဲနဲ့သူတွေဝဲတွေမှာဇွဲပိုင်းထိုင်နေမပြည့်စုံဘူးလို့ကျွန်တော်ပြင်ပြတိုင်းရင်းသားအဖွဲ့တွေရဲ့ယုံကြည်မှုတိဆောက်ချင်းဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတိုင်းရင်းသားနိုင်ငံရေးပါတီတွေအပြင်အရက်ဖက်လူမှုအဖွဲ့အစည်းပေါင်း40နီးပါးတက်ရောက်ခဲ့ကြပါတယ်ဒီကနေ့ဆွေးနွေးပွဲနောက်ဆုံးဖြစ်ကျင်းပနောက်ဆုံးနေ့ဖြစ်ကျင်းပရမှာဒီနေ့ဆွေးနွေးပွဲဟာပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ညီလာခံကြီးရဲ့အကျိုးအကျိုးညီလာခံသဘောမျိုးဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီမှပါဝင်တဲ့ကရင်ပြည်သက်ပါတီတွဲဖက်အတွင်းမှတစ်ဖိုးမှုကြီးစောလုံကပြောကြားပါရခင်ဗျာစက်တင်ဘာ22ရက်နေ့ကနေဒီကနေ့ထိ3ရက်ကြာကျင်းပတဲ့ဆွေးနွေးပွဲအကြောင်းအားဖြင့်တော့ကိုမျိုးစောကိုတင်ပြထားတာကိုလည်းကြည့်ရှုကြပါအောင်ခင်ဗျာ ငញ្ញရဲ့အထွေယုံကြည်မှုတိဆောက်ခြင်းဆိုင်ရာဆွေးနွေးပွဲကိုရှမ်းမော်နဲ့ကြားပီနယ်တွေကအပြစ်ခတ်ရက်စဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေတိုင်းရင်းသားနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေတက်ရောက်ဆွေးနွေးခဲ့ကြတာပါ။တို့ကတော့အလုံးပါဝင်တဲ့ညီလာခံကြီးတခုဖြစ်ဖို့မျှော်လင့်နေ။အဲ့ဒီညီလာခံကနေပြီးတော့နိုင်ငံရေးတဘောတူညီချက်တွေချအမှတ်ပေးနိုင်မယ်လို့မျှော်လင့်ထားတယ်။နိုင်ငံရေးတဘောတူညီချက်တွေရပြီဆိုတော့ဒါကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ရှေ့ဆက်သွားမယ်လုပ်ငန်းတွေ။ အများကြီးချုံးမဲ့သွားမယ်လို့ထင်မိမိပဲပေါ့ဗျာကျွန်တော်အမြင်ရတော့လက်နက်ကင်တော်တိုင်းသားလက်နက်ကင်တော်နိုင်ရေးပေါ်လာတာတော့နိုင်ရေးပြဿနာအကြောင်းဖြစ်သွားတာဒါကြောင့်မလို့နိုင်ငံရေးပြဿနာကိုဖွဲထုတ်ပြီးတော့အပြည့်အခရစေးရေးတက်တက်ကိုပဲလှုပ်ဆောင်နေလှုပ်ဆောင်နေခြင်းဟာမအောင်မြင်မှုလို့ကျွန်တော်ပြောခြင်းနဲ့အလက်တွေ့မှာလည်းမအောင်မြင်တာတွေကိုကျွန်တော်တွေ့နေတာဖြစ်ပါတယ်ကျွန်တော်ကချင်းပြည်နယ်ရှမ်းပြည်နယ်ဒေသတွေမှာတိုက်ပွဲတွေဆက်မဖြစ်ခင်ဒါကြောင့်မလို့ကျွန်တော်က အတိအခါရစဲရေးဆွေးနွေးပွဲတွေထုတ်တဲ့အခါမှာနိုင်ငံရေးပြဿနာဖြစ်ရှင်းရေးကိုပါအဓိကထားပြီးတော့အထက်သင်းဆွေးနွေးသွားဖို့လိုမျိုးလို့ပြောချင်တယ်။အဲ့ဒီဆွေးနွေးပွဲကိုဝါပြည်သွေးစည်းညီညွတ်ရေးပါတီ DKBA ၊ကင်းရင်အမျိုးသားအစည်းအရုံး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး88မျိုးဆက်ပွင့်လင်းလူ့ဖွဲ့စည်းစတဲ့အဖွဲ့အစည်းတွေကလေလာသူတွေအဖြစ်တက်ရောက်ခဲ့ကြပြီးနိုင်ငံရေးပါတီ22ပါတီအဖြစ်ရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့အကြပ်ဖက်အဖွဲ့အစည်း3ဖွဲ့နဲ့လေလာသူအဖြစ်အဖွဲ့အစည်း30ကျော်ကကိုယ်စလဲ300ကျော်တက်ရောက်ခဲ့ပါတယ်။၃ရက်ကြာကြုံကြည့်မှုတိဆောက်ရေးဆွေးနွေးပွဲကနေဒီကနေ့သဘောတူညီချက်5ချက်ကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်တွေကတော့တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးမတရားအသိအဥပဒေအပအဝင်ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ဥပဒေအာလုံးချုပ်သိမ်းပေးရေးတန်းတူပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးသောဖက်ထရယ်ပြည်ထောင်စုတည်ဆောက်ရေးပင်လုံစိတ်သက်ကိုအခြေခံတဲ့ညီလာခံကျင်းပရေး2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသို့မဟုတ်အသိပြန်လည်ရေးဆွဲရေးစတဲ့အချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ အားလည်းပဲတင်တော့ကိုမျိုးစော်ကိုတင်ပြတော့တာပါခင်ဗျာစက်တင်ဘာ22ရက်နေ့ကကြောက်တဲ့နိုင်ငံကငြိမ်းချမ်းရေးနေ့အထိမှစီတန်းလှဲ့လေလမ်းလျှောက်ပွဲတစ်ခုကိုရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်ဒီကြောင့်တော့အားလည်းပဲတင်တော့ကိုနေမျိုးထွန်းတင်ပြထားပါတယ်ခင်ဗျာပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းမှလမ်းလျှောက်သူတွေဟာစက်တင်ဘာလ22ရက်နေ့မနက်7:00နာရီလောက်က ရန်ကုန်မြို့မြို့တော်ခန်းမရှိမှစတင်စုဝေးခဲ့ကြပါတယ်။အဲ့ဒီနောက်ကုံတယ်လန်းကနေကန်တန်းလန်းတစ်လျှောက်အထက်ကြီးမြင်နိုင်လန်းအဲ့ဒီကနေငင်းချမ်းရည်နေအခမ်းအနားတွေစုပေါင်းကျင်းပတဲ့ရန်ကုန်ပြည်သူ့ဥယျာဉ်အထူးကြီးတက်ခဲ့ကြတာပါ။ဒီနေ့ငင်းချမ်းရင်းနေ့ဆောင်ဘုတ်ကတော့လွတ်လပ်ငင်းချမ်းမြတ်တလန်းတို့မတူလည်းများတွဲကြစို့ဖြစ်ပါတယ်။ ကနေ့လမ်းလျှောက်ကြည့်တဲ့ပွဲကိုအသင်းဖွဲ့ပေါင်း20ကျော်ကနေဥဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်ဒီပြင်ဆိုလို့ရှိရင်တော့ဒီလိုမျိုးငင်းချမ်းမှုအတွက်ဆိုလို့ရှိရင်တမတော်ရဲ့အခန်းကဏ္ဍအင်တာရေးကြီးနေတယ်ပေါ့ထိုးစီရလိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးမှတိုက်ဖို့မရှိတော့ဘူးကွာအဲ့ဒါကိုတကယ်တမ်းပေါ်စီချင်းတဲ့အတွက်ကြောင့်မို့လို့ကျမတို့အနေနဲ့ကတော့ထိုးစီရဆိုတဲ့ဆောင်ပုံးနဲ့ပဲသွားမှာဖြစ်တယ်ပေါ့မြန်မာနိုင်ငံမှာအပြည့်ပြည့်ဆိုင်ရာငင်းချမ်းရေးနေ့အခမ်းအနားတွေကိုပြီးခဲ့တဲ့2012ခုနှစ်ကနေစတင်ကျင်းပခဲ့တာဖြစ်ပါတယ် ဒီနေ့နိုင်ငံတကာငြိမ်းချမ်းရေးပွဲကိုရန်ကုန်ပြည်သူ့ဥယျာဉ်မှာစူပေါင်းကျင်းပကြတာပါအဲ့ဒီမှာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကအကြီးအကဲတွေ68မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းကခေါင်းဆောင်တွေအရက်ဖက်လူအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့တက်ရောက်သူတွေစုစုပေါင်း900နီးပါးလောက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့တက်တက်ကြွကြလှုပ်ဆောင်နေတာကိုလည်းကျွန်တော်ကြိုးဆိုပါတယ်အဲ့လိုပဲကမ္မတော်ကလည်းပြည်သူနဲ့အတူပူးပေါင်းပြီးတော့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကိုတက်တက်ကြွကြပါဝင်ပေးပါလို့ကျွန်တော်ဒီနေရာနေတောင်းဆိုချင်ပါတယ်ကဗျာဆရာတစ္ဆာနီကလည်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အမှတ်တရကဗျာရွတ်ဆိုခဲ့ပါတယ်။မိခတ်ကြောင့်မှဒီဟိုက်ဒရိုဂျင်ဘုံအတိုးတက်ဆုံး သမိုင်းပဲကိုယ် ပါများသည်အရောက်ဆုံးတော်လဲရမဖြစ်ကြပေချုံများသောခေါလောင်းနှင့်ကျေးစီတံများတောင်တန်းနှင့်ပင်လယ်ကိုကြွေငိမ့်ကြရေးခီးသွာအံအလားတူအခမ်းအနားကိုရန်ကုန်မြို့မြန်မာငင်းချမ်းရေးစင်တာမှာကျင်းပခဲ့ပြီးပြည်တော်စုဝင်ကြီးဦးအောင်မင်းကပြည်တွင်းငင်းချမ်းရေးနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်ကျွန်တော်တို့ကြောက်တဲ့လုံးနေပဲရမလဲအလုံးဝိုင်းလုံးမှရတာပေါ့အဲ့ဝိုင်းလုံးတဲ့ထဲမှာလူငယ်တွေကရေးကြီးဆုံးပဲ လို့လားနောက်တဲ့70နှစ်65နှစ်ဆိုရင်ကြောက်စီးကြမှာရှိမှာလူငယ်လေးလက်ထဲကိုလွှဲပေးခဲ့ရမှာလူငယ်လေးကဒီလိုငင်းကြဲရဲ့အတိတ်စိတ်ကရှိနေတယ်ဆိုကိုကောက်တာပေါ့ဒီနေ့ကြားရောက်တဲ့အပြည်ပြည်ဆိုင်ရာငင်းကြဲရေးနေ့အခမ်းအနားတွေကိုမန္တလေးမော်လမြိုင်လွိုက်ကော်စတဲ့မြို့ကြီးတွေမှာလည်းကျင်းပခဲ့ကြပါတယ်ခင်ဗျာအရဗေဒနာကိုနေမျိုးထွန်းတင်ပြတော့ပါခင်ဗျာ အရင်စစ်စိုးရလက်ထက်ကရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖြစ်မနေပြင်ဆင်ရမယ်လို့အစိုးရနဲ့ပြစ်ခတ်ရက်ဆဲထားတဲ့ဝါပြည်သွေးစည်းညင်ကြီးတက်မတော် UWSA ကဒီနေ့မှပြောကြလိုက်ပါတယ်။တောင်ကြီးမှာကျင်းပတဲ့ရှန်ကယားနဲ့မွန်ပြည်နယ်ငင်းချင်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲကိုလေ့လာသူဖြစ်တဲ့ရောက်ခဲ့တဲ့ UWSA အဖွဲ့ရဲ့ပြင်ပဆက်ဆံရေးဌာနဒုတိယဌာနကြီးမှဦးဆန်ခွန်းကအခုလိုပြောပြတာဖြစ်ပါတယ်။ UWSA ဝါပြည်သွေးစည်းညင်ကြီးတက်မတော်ဟာပြီးခဲ့တဲ့မေလကလည်းရှမ်းပြည်နယ်ဟိုပန်မိုင်းမောမိုင်း ပန်ဝိုင်းနားဖန်မမန်ပန်ဆန်စတဲ့6မြို့နယ်ပါတဲ့လက်ရှိဝါကိုပိုင်အုပ်ချုပ်ခွင့်ရာအတိုင်းကိုဝါပြည်နယ်ဖြစ်တိုးမြှင့်တတ်မှတ်ပေးဖို့အစိုးရကိုတောင်းဆိုထားပါတယ်ခင်ဗျာစက်တင်ဘာ19ရက်နေ့ညကနေပြည်တော်ပုဗ္ဗသီရီမြို့နယ်ဝဲကြီးရွာမှာဒေသခံရွာသားတွေနဲ့ရဲတပ်ဖွဲ့အကြာဖြစ်ပွားတဲ့ဗရိဘခတ်နဲ့ပတ်သက်ပြီးတော့ဝဲကြီးရွာသား10ဦးကိုပုံမှန်၃ခုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်ဝဲကြီးရွာကရွာသားတချို့ကိုဖမ်းဆီးဖို့တွားရောက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုရွာသားတွေကဝိုင်းဝန်းရိုက်နဲ့ဖမ်းဆီးခဲ့တဲ့အကြောင်း ဒီလောက်ရဟာတရားဥပဒေစိုးမိုးမှုကိုထိခိုက်အကြောင်းနဲ့ဥပဒေအရအေးအေးယူသွားမဲ့အကြောင်းသမရယုံပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဌာနဒုတိယဝန်ကြီးဦးရဲထွတ်ကပြောပါတယ်အစိုးရကပုံနှိပ်တိုက်အတွက်တင်းဆဲထားတဲ့မြေမှာစိုက်ပျိုးထားတဲ့တပင်တွေကိုဝင်ရောက်ခုတ်ခဲ့တဲ့ဝဲကြီးရွာသား6ယောက်ကိုတရားစွဲဆိုထားတာဖြစ်ပြီးအဲ့ဒီထက်ကယုံချင်းပြက်ကွက်တဲ့ရွာသားတချို့ကိုဝင်ရောက်ဖမ်းဆီးရမှာ အခုလိုပြိပခါဖြစ်ခဲ့ရလို့ဆိုပါတယ်ပုပ္ပါတိတိမြုံနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစရာတော်ကတော့ရဲတပ်ဖွဲ့အနေနဲ့ဥပဒေလုံထုံးလို့နေနဲ့မကိုက်ညီရဲ့လုပ်ရည်တွေကိုပြုမှုခဲ့တယ်လို့ပြောပါတယ်ဒီပြိပခါအကြောင်းရဲတပ်ဖွဲ့ဝင်9ဦးနဲ့ရွာသား9ဦးတန်ရရှိခဲ့တယ်လို့ပုပ္ပါတိတိကြီးတော်ကံရဲတပ်ဖွဲ့ကပြောပါတယ်ဒီကိစ္စအတွက်ဝဲကြီးရွာသား10ဦးကိုနေပြည်တော်စရာတိတိမြုံနယ်ရဲမှုကတရားလိုပြုလုပ်ပြီးပုံမှန်333နဲ့တာဝန်ကျအောင်ထားဆောင်နေသူကိုမတရားနာကျင်စီးကိုက်စေမှုအပါအဝင်ပုံမှန်၃ခုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်ခင်ဗျာ။ ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်မိချောင်းကန်ရပ်ကွက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းကတိမ်းဆဲထားခဲ့တဲ့နေရာတွေကိုပြန်ပေးဖို့ပုံမှန်18နဲ့တရားစွဲဆိုထားတာတွေဖျက်သိမ်းပြီးဖို့အတွက်မြေပိုင်ရှင်တွေဒီကနေ့သင်္ကန်းကျွန်းမြို့နယ်မြို့တော်ခမ်းမရှိတွေမှာရိုက်ဆန္ဒပြခဲ့လို့သိရပါတယ်။ဒီနေရာတွေကိုပြန်မပေးနိုင်ဘူးဆိုရင်တင့်တော်ရေရေပေးဖို့လည်းဆန္ဒပြသူတွေကတောင်းဆိုကြပါတယ်။1990ခုနှစ်စစ်ဆိုးရလက်ထက်ကမိချောင်းကန်ရပ်ကွက်အပိုင်း1နှစ်3မြေနေရာတွေကိုတပ်ပိုင်မြေဖြစ်သိမ်းယူခဲ့တာလို့ဆိုပါတယ်။အချို့နေဒေသခံတွေအတွက်လိုင်းသားမှာ မြေကွက်တွေရောင်းချပေးခဲ့ပြီးတချို့ကတော့ဘကိုးရိုးမအဆက်ကိုပြောင်းရွှေ့ခဲ့တယ်လို့လည်းသိရပါတယ်။ဒီနေ့ဆန္ဒပြတောင်းဆိုတာဟာခုနှစ်ကြိမ်မြောက်ဖြစ်ပြီးတော့တင်ငန်းကျွန်းမြို့နယ်ဆန္ဒပြပွဲကိုမြို့နယ်အုပ်ချုပ်ရေးဌာနကလာရောက်တားမြစ်ခဲ့ပါတယ်။အဲဒီကနေမှမြို့တော်ခမ်းမရှိမှသွားရောက်ဆန္ဒပြတာကိုတရားဝင်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ တကုံးစိတ်ကမ်းမြို့နယ်ဟုံရှင်းအေကန်းစစ်ရုံကနေအလုထုတ်ခံရတဲ့အလုသမားတရားကျော်ဟာမနေ့နေ့လယ်ပိုင်းအစပြုရန်ကုန်မြို့တော်ခမ်းမရှိမှာတပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြပါတယ်ဒီကနေ့ညနေပိုင်းမှာတော့ရန်ကုန်တိုင်းအလုသမားဝန်ကြီးကအလုရှင်းနဲ့ဆန္ဒပြအလုသမားတွေကြားဝင်ရောက်နှိမ့်နိုင်ပေးခဲ့ပါတယ်အားဖြင့်တင်တော့ကိုကျော်ထွန်းနိုင်တင်ပြထားပါတယ်ခင်ဗျာဒီကနေ့စက်တင်ဘာလ2ရက်နေ့က ဟုန်ရှင်းအေကန်စက်ယုံအုပ်ချုပ်ရေးကအကြောင်းပြချက်မရှိပဲစက်ယုံပိတ်လိုက်ကြောင်းပြောပြီးအလုထုတ်ခဲ့တာကြောင့်အလုထုတ်ခံရတဲ့အလုသမားတရားကျော်ဟာရန်ကုန်မြို့မြို့တော်ခန်းမရှိမှာမနေ့ကသပိတ်စကန်ဖွင့်ပြီးဆန္ဒပြခဲ့ကြတာပါကျမတို့အလုပ်ပြီးပိတ်တယ်ဆိုပြီးဘာရဲ့ဘသူရဲ့ဘယ်မျိုးနေရမှာဟိုစစိတုံးလည်းမပါပဲသူတို့မန်နေဂျာစစိတုံးလေးနဲ့ပဲကျမတို့အလုပ်ပြီးပိတ်တယ်ဆိုရင်အဲ့လိုပြောအဲ့တုံးလည်းဆိုတော့ကျမတို့မသိရပါဘူး အလုသမားတွေရဲ့အဆိုအရအလုရှင်ကအလုသမားသမကဝင်တွေကိုအလုထုတ်လို့တဲ့အတွက်စက်ယုံပိတ်တယ်လို့အကြောင်းပြပြီးနောက်ထပ်နာမည်တစ်ခုနဲ့သက်လက်လဲပတ်နေတယ်လို့ဆိုပါတယ်အလုရှင်ဘက်ကအလုထုတ်ခဲ့တဲ့အလုသမားတွေအတွက်နဲ့နာကြီးကိုလုတ်သက်အပေါ်မူတည်ပြီး၃လသာကနေ၅လသာအထိပေးမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့အခုဆန္ဒပြတဲ့အလုသမားတွေကမယူဘဲအလုသာပြန်လို့ခြင်းနဲ့ဆိုပြီးဆန္ဒပြနေကြတာပါဒီကိစ္စကိုဖြေရှင်းပေးဖို့အတွက် အလုသမားတွေကရန်ကုန်တိုင်းအလုသမားညွှန်ကြားရေးမှူးရုံးမှာတွားရောက်တင်ပြခဲ့ပေမဲ့မဖြစ်ရှင်းပေးနိုင်ကြောင်းညင်းဆိုခဲ့တယ်လို့သိရပါဗါအလုသမားတွေဟာတောင်းဆိုချက်တွေကိုမညာမချင်းမြို့တော်ခမ်းမရှိမှာတပိတ်စကန်းဖွင့်ပြီးဆက်လက်ဆန္ဒပြသွားမယ်လို့ဆန္ဒပြရမှာပါဝင်သူတွေကပြောပါတယ်မျိုးတွေပြောတာညီမတို့ကဘယ်လိုလုပ်ရမလဲဒါမှညီမတို့ရောရင်းမလို့ပြေးတာပဲတည်ချင်သူတို့ပေးတယ်3လဆာ5လဆာညီမတို့တစ်လ3လလို့ရှင်ပုံသွားပြီ အလုတ်တနေရာမှာညီမတို့ဒီလိုမျိုးလေးအဆောင်လေးနဲ့ဒီမျိုးလေးအထိုင်ကျဖို့ဆိုတာညီမတို့ဘလို့မှမဖြစ်နိုင်ညီမတို့ကနယ်ဝေးရညီမတို့မိဘတွေကဒီမျိုးမထားတော့အဲဒီကြားထဲမှာညီမတို့စန္ဒပြတဲ့26ရဲ့လုံးလုံးကဆက်ယုံကညီမတို့ရေလမ်းမတိုက်ဘူးခမင်းလမ်းမကျွေးဘူးညီမတို့အလူရှင်ရှိရင်စားတယ်အလူရှင်မရှိရင်မစားဘူးဒီကြားထဲမှာကို့မှာတစ်ထောင်တစ်ထောင်လေးကတ်ထားတာရှင်အကုန်လုံးတငယ်ချင်းတွေတစ်ထောင်တစ်ထောင်ကိုစုပြီးတော့အဲ့လိုမျိုးချက်စားတယ်စန္ဒပြတဲ့အလုတ်သမားတွေကို88မျိုးသားညဉ့်ညဉ့်နဲ့ပွင့်လင်းလူအဖွဲ့စည်းအမျိုးသမီးအရေးကူညီဆောင်ရွက်နေသူတွေနဲ့နိုင်ငံရေးလှုပ်ရှားနေသူတွေကလည်း လာရောက်အားပေးမေးမြန်းခဲ့ကြပါတယ်။ကျွန်တော်တို့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုမှာဥပဒေဆိုတဲ့ဟာဟာပြည်သူကိုဖိနှိပ်ရရန်နေရာတစ်ခုမဟုတ်ပါဘူး။အုပ်ချုပ်ရေးဖွဲ့စည်းဆိုတဲ့ဟာလည်းပြည်သူကိုဖိနှိပ်ရရန်နေရာတစ်ခုမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီကိုစစ်သုံးခါစပဲရှိပါသေးတယ်။အဲ့ဒီအတွက်ကိုကျွန်တော်တို့မှာဟိုဟိုပြဿနာကြီးအများကြီးရှိနေတယ်။ဒီပြဿနာတွေကိုကျွန်တော်ကြုံရတိုင်းကြုံရတိုင်းမှာကျွန်တော်တို့ကဒီပြဿနာကိုဖြေရှင်းမူပါအောင်ပေါ့။အခုချိန်ကြီးကျွန်တော်တို့သေးသေးချာချာမချနိုင်သေးပါဘူး။ အဲ့ဒီအတွက်ကိုလုံခြုံရေးအမြင်နဲ့ကြီးပဲမကြည့်ပဲနဲ့ညှိနှိုင်းဆောင်ရည်အမြင်နဲ့ကြည့်စေချင်ပါလေဒီလိုမျိုးအင်အားတုံးပြီးတော့ဖြစ်ရှင်းမယ်ဆိုလို့ရှိရင်ဒါဟာဟိုမလိုအပ်ဖက်နဲ့အင်အားတုံးချင်းလို့ပဲကျွန်တော်တို့မြင်ပါလေကျွန်တော်တို့အခုဖြည့်ဆင်းနေတာဒီကနေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးအလုံသမားဝင်ကြီးဦးသွန်းမင်းကအလုံရှင်နဲ့အလုံသမားကိုသလဲတွေကြားညှိနှိုင်းဖြည့်ရှင်းပေးခဲ့ပါလေအလုံရှင်ဘက်ကဒီဆက်ရုံကိုထပ်မပွင့်တော့ပဲအပြိပိတ်တားလို့ကတိပေးသလို အလုတ်သမားတွေကိုမျက်နှာကြီးငားလာတာပေးမယ်လို့ကတိပေးပါတယ်။တခါလဲပိတ်သိမ်းပြီးပြေးလိုက်ပြီးနော်။တခါလဲပိတ်သိမ်းပြီးပြေးလိုက်။တခါလဲအပြီးပြေးလိုက်ပြီးပြေးလိုက်။အလုတ်သမားတွေကလည်းသူတို့ကိုပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုထားတာကိုပဲဖျက်ပေးဖို့နဲ့စက်ရုံကိုတခြားနာမည်နဲ့ပြန်ဖွင့်ခဲ့မယ်ဆိုရင်အလုတ် ပြန်ခံပေးဖို့စတဲ့အချက်တွေကိုတောင်းဆိုခဲ့တဲ့အတွက်ဒီကနေ့ညနေပိုင်းမှာနှစ်ဖက်ကြေလည်နိုင်တယ်လို့အလုတ်သမားတွေကပြောကြပါတယ်ခင်ဗျာ။ အရပ်ပြည်သူတွေကကိုကြော်ထွန်းနိုင်တင်ပြတော့ပါခင်ဗျာအခုနောက်ဆုံးရရှိတဲ့သတင်းတွေအရစက်ယုံကိုလုံးဝပိတ်ပစ်တာဖြစ်တဲ့အတွက်အလုသမားတွေကို၅လစာနဲ့နှာချေပေးဖို့အလုရှင်ကကတိပြုခဲ့လို့သိရပါတယ်လောလောဆယ်ရန်ကုန်တိုင်းဒေသကြီးအလုသမားဝန်ကြီးအလုရှင်နေနဲ့အလုသမားတွေသဘောတူညီချက်တရက်လက်မှတ်ရေးထိုးနိုင်ဖို့ညှိနှိုင်းနေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မှာမွတ်စလင်ဒုက္ခသည်တွေအတွက်ဆောက်လုပ်ပေးတဲ့အင်ယာစီမံကိန်းတွေကိုဆန္ဒပြခဲ့သူ၂ဦးကိုတရားမဝင်စီတမ်းလှည့်လည်ခြင်းဆိုင်ရာပုံမှန်ဆက်ရှင်နဲ့ ရသေးတော်မြို့နယ်တရားရုံးကထောင်ဒဏ်3လစီချမှတ်လိုက်ပါတယ်ပြီးခဲ့တဲ့မလအတွင်းကရသေးတော်မြို့မှာအင်အားစီမံကိန်းကိုဆန္ဒပြခဲ့သူတွေကကိုကျော်မိုးထွန်းနဲ့ကိုတန်းသေးတို့ကိုမြို့နယ်တရားရုံးကဒီကနေ့ပြစ်ဒဏ်ချမှတ်လိုက်ပြီးတဲ့နောက်စစ်တွေအချင်းထောင်ကိုပို့လိုက်တယ်လို့ဒေသဝင်တွေကပြောပါတယ်မလ9ရက်နေ့ကရခိုင်ပြည်နယ်ကမွတ်စလင်ဒုက္ခသည်တွေအတွက်လုံချင်းနေအိမ်တွေဆောက်လုပ်ပေးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးစစ်တွေကြောက်တော့မင်းပြမြောက်ဦးရသေးတော်တောင်ကုန်းစတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေဟာတနေ့တည်းတပြိုင်တည်းဆန္ဒပြခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်တွေကြောက်တော်နဲ့ရသေးတောင်နဲ့တောင်ကုန်းမြို့တွေကဆန္ဒပြခေါင်းဆောင်တွေကိုသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဌာနတွေရဲ့ပုံမှန်၁၈နဲ့တရားစွဲဆိုပေးတာဖြစ်ပါတယ်ခင်ဗျာစက်တင်ဘာ20ရက်ပြီးခဲ့တော့ကြတဲ့ည9:00နာရီလောက်ကအမန်လေးတိုင်းသပိတ်ချင်းဒေတာကိုဗဟုပြုပြီးတော့ပြင်အား9.2ကနေ9.6ရှိတဲ့ငရင်တွေဆက်တိုက်လှုပ်ခဲ့ပါတယ်။သကိုင်းပြည်ရဲ့ကျောပေါ်မှာရှိတဲ့သပိတ်ချင်းဒေတာတို့မှာငရင်10ကျင်းလောက်လှုပ်ခဲ့ပြီးတော့ ငရင်လှုပ်ခတ်တဲ့တံကိုမန်လေးမြို့အပြင်စကိုင်းမုံရွာနဲ့ရွှေဘုံမြို့တွေမှာလည်းခန်းစားခဲ့ရတယ်လို့သိရပါတယ်။သဖိတ်ချင်းမြို့နယ်နဲ့လေးမိုင်အကွာကိုဗိုလ်ပြုလှုပ်ခတ်တာဖြစ်တဲ့အတွေ့ပြီးခဲ့နှစ်ဒီငရင်ကြောင့်ပြီးခဲ့နှစ်အတွင်းမှာပျက်စီးသွားတဲ့စာတင်ကျောင်းတွေကိုပြန်လည်ဆောက်လုပ်နေတဲ့နေရာမှာပဲပေ80ကျော်ရေရှည်လျားတဲ့အက်ကွဲကျောင်းတွေဖြစ်ပေါ်ခဲ့လို့သိရပါတယ်။ငရင်ကျောင်းခင်းဦးမြို့နယ်ကသမိုင်းဝင်အညာတရားတော်ဖျားရင်ပြင်တော်မှာထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဒီကနေ့တော့အစိုးရသတင်းမီဒီယာမှာဖော်ပြထားပါတယ်ခင်ဗျာ။ ဒီညတော့သတင်းတွေတော့လောက်ပါပြီခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မနေ့ပိုင်းတော့မှာပဲသတင်းဆောင်မတွေထုတ်လွှင့်တော့မှာဖြစ်ပါတယ် RFA ရုံးမြန်သားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိည၀ဆယ်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးရတွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာသတင်းတွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ အားဖြင့်ယမနညာစီစဉ်တွေကိုဆက်ပြီးကြီးစုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေထုတ်လွှင့်มาဖြစ်ပါတယ်စင်ကာပူနိုင်ငံကိုခီးရောက်နေတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ခရတောင်းဆန်းစုကြည်ဟာစင်ကာပူထိပ်သီးညီလာခံကိုတက်ရောက်မိန့်ခွန်းပြောခဲ့ပြီးစင်ကာပူရောက်မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ်ခီးစဉ်အကြောင်းအပြည့်စုံကို RFA ဖွဲ့သားဦးခမောင်ငိမ့်စုစည်းတင်ပြထားပါတယ်ခင်ဗျာစင်ကာပူနိုင်ငံကိုပထမဦးဆုံးအကြိမ်ဖြစ်တဲ့ခီးထွက်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတောက်ကြနေကစင်ကာပူနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး Miss Grace Fu နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲအပြီးမှာ Miss Grace Fu ကနှစ်ပေါင်းများစွာကောင်းမွန်လာခဲ့တဲ့စင်ကာပူနဲ့မြန်မာနိုင်ငံရဲ့ဆက်ဆံရေးကိုဆက်လက်ပြီးတော့ထိန်းသိမ်းသွားမယ်အကြောင်းမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးကိုစင်ကာပူနိုင်ငံကပံ့ပိုးကူညီသွားမယ်အကြောင်းပြောကြားခဲ့ပါတယ်။ညနေပိုင်းမှာတော့စင်ကာပူနိုင်ငံဝန်ကြီးချုပ် Mr. Lee Hsien Loong နဲ့အတူစင်ကာပူနိုင်ငံထိပ်သီးညီလာခံညစာစားပွဲကိုတက်ရောက်ခဲ့ပါတယ်။ စက်တင်ဘာလ22ရက်နေ့စနေနေ့မှာဒေါအောင်ဆန်းစုကြည်ဟာစင်ကာပူထိပ်သီးညီလာခံမှာမြန်မာ in transition မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့မိန့်ခွန်းပြောကြားခဲ့ပါတယ် for right so transparency is extremely important but transparency is linked ဒေါအောင်ဆန်းစုကြည်ကပွင့်လင်းမြင်သာမှုကအထူးအရေးကြီးပါတယ်ပွင့်လင်းမြင်သာမှုဟာ ယုံကြည်မှုနဲ့ဆက်ဆံနေပါတယ်။ဒါအပြင်ဝေဖန်တာတွေကိုလက်ခံဖို့ယူသားမှုနဲ့ပွင့်လင်းမြင်သာမှုရှိဖို့ဆိုတာတွေအပြင်ကိုကိုကိုယုံကြည်မှုရှိတော့တဲ့ခေါင်းဆောင်ပိုင်းလဲလိုအပ်ပါတယ်လို့ပြောကြားသွားတာပါ။ ဒါအပြင်စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့မြန်မာအစိုးရက အာမခံထားပေမဲ့တရားဥပဒေစိုးမိုးမှုမရှိဘူးလို့စီးပွားရေးသမားတွေဘက်ကမြင်နေတာတွေကြောင့်ယင်းနှိမ့်မြုံနှံမှုလုပ်ငန်းတွေအတွက်နိုင်ငံတည်ငြိမ်မှုရှိဖို့ကလည်းလိုအပ်ပါလေလို့ထောက်ပြပါရစေ။ခရီးစဉ်ရဲ့တတိယမြောက်နေ့ဖြစ်တဲ့တနင်္ဂနွေနေ့မနေ့ဖက်မှာတော့စင်ကာပူနိုင်ငံရောက်မြန်မာမိသားစုတွေနဲ့ဒေါအောင်ဆန်းစုကြည်ကတွေ့ဆုံခဲ့ပါရစေ။အထူးသဖြင့် လူတိုင်းလူတိုင်းအလုတ်ကြိုးစားလုပ်ကြံကြပြီးတိုင်းပြည်တိုးတက်အောင်ကူညီကြဖို့သူကတိုက်တွန်းသွားပါတယ်။ကျမတို့ဟာကျမတို့တိုင်းပြည်တိုးတက်ဖို့အတွက်လှုပ်ရှင်နေဆိုလို့ရှိရင်ကိုပိုင်းလူချင်းတဲ့အထက်ကတချို့ဟာတွေဒစိတပိုင်းစွန့်လွတ်တဲ့ရင်လဲစွန့်လွှတ်အောင်ပါပဲ။စွန့်လွှတ်ဖို့လိုရင်လဲစွန့်လွှတ်အောင်ပါပဲ။ဒါပေမဲ့လိုလိုချင်းချင်းစွန့်လွှတ်ရမယ်။နောက်ပြီးတော့ငါစွန့်လွှတ်ပါတယ်ဆိုပြီးတော့ကြွားဖို့လည်းမဟုတ်ဘူး။ဒါကတကယ်ကိုကိုယ်စိတ်ထဲမှာ ကျမလေဟိုအင်းကမဆလို့အနေနာခံရတယ်ဆိုပြီးကိုကိုကိုပြောတဲ့လူတွေကိုခတ်ကြောက်ကြောက်ပဲအဲ့ဒီနောက်မှာတက်ရောက်လာကြတဲ့ပရိသတ်ရဲ့မိခွန်းတွေကိုဒေါ်ဆန်းစုကြည်ကပြန်လဲဖြေကြသွားပါတယ်။အဲ့ဒီနေ့မွန်လွဲပိုင်းမှာစင်ကာပူနိုင်ငံစီမံခန့်ခွဲမှုတက္ကသိုလ်ကိုတွားရောက်ပြီးမြန်မာနိုင်ငံရဲ့အမျိုးသားပြန်လဲတက်မြတ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ပါတယ်။ because other people's interpretations of one's life လူတွေကဥဆောင်မှုကဏ္ဍကိုအတော်ကလေးပဲစိတ်ဝင်စားကြပါတယ်ဒါပေမဲ့လို့နောက်လိုက်မှုကိစ္စကလည်းပိုးပြီးတော့စိတ်ဝင်စားသင့်တယ်လို့ဆိုကြပါတယ်ဘာလို့လဲဆိုတော့နောက်လိုက်ကောင်းကောင်းမရှိရင်ခေါင်းဆောင်ခေါင်းဆိုတာဖြစ်လာမှာမဟုတ်လို့ပါပဲလို့ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတာပါမြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာနောက်ပြန်လျှော့ကြမသွားနိုင်ဘူးစိတ်အုပ်ချုပ်ရေးစီပြန်လှည့်မသွားဘူးလို့အာမမခံနိုင်ပါဘူး ါကြောင့်လည်းပဲအခြေခံဥပဒေပြင်ဆင်ရေးဟာတိတ်ကိုအရေးကြီးပါတယ်လို့ဒေါ်ဆန်းစုကြည်ကထောက်ပြခဲ့ပါတယ်။ဒီကနေ့မှာတော့စင်ကာပူနိုင်ငံဝန်ကြီးချုပ်နဲ့ရောသမရနဲ့ပါတွေ့ဆုံပြီးမနက်ဖြန်စက်တင်ဘာလ24ရက်နေ့မှာရန်ကုန်မြို့ကိုပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ပထမဆုံးအကြိမ်မျိုးသမီးများဖိုရမ်ဆွေးနွေးပွဲတရက်ကိုရန်ကုန်မှာ၃ရက်ကြာကျင်းပခဲ့ပါတယ်။မျိုးသမီးတွေရဲ့အခွင့်အရေးပါဝင်မြန်မာနိုင်ငံ မိုကရေစီနိုင်ငံထူထောင်ရေးကာလမှာအဖက်ဖက်ကမျိုးသမီးတွေပူးပေါင်းပါဝင်နိုင်ရေးအတွက်ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲအကြောင်းအပြည့်စုံကို RFA ဝိုင်းတော်သူမခင်အေးရတင်ပြထားပါတယ်ခင်ဗျာအနာဘိုင်တွေဖက်စီထားတဲ့လူခွင့်ရေးတကြွစွာဆောင်ရွက်သူမျိုးသမီးခေါင်းဆောင်တွေကိုပြန်လှည့်ပေးဖို့နဲ့တရားဥပဒေစိုးမိုးမှုရှိဖို့ပြည်တွင်းပြည်ပနဲ့နေဆက်ခြေဆိုင်မျိုးသမီးအဖွဲ့တွေကလက်မှတ်တွေစုဆောင်းပြီးအစိုးရကိုတင်ပြသွားမယ်လို့မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ်နောက်ဆုံးနေ့မှာမျိုးသမီးအဖွဲ့တွေကပြောဆိုလိုက်ပါတယ်။ ဘာဖြစ်မှုနော်ကျူးလွန်မှုမှမရှိဘဲနဲ့နော်ဒီဆန္ဒပြဖို့၃ချိန်လောက်ကတင်ထားတယ်နော်အဲ့ဒါကိုလုံးဝဖွင့်မပေးဘူးဘာဖန်ဆီးရဲ့အချိန်မှလည်းပဲလူအခွင့်အရေးနဲ့နော်မြင်ကြီးပဲနဲ့ချိုးဖောက်တာကိုတွေ့ရတယ်နော်ကျွန်မတို့လည်းဗီဒီယိုတွေ့ရပါတယ်လက်ကိုဆွဲတဲ့လူနဲ့ခြေရောက်ကိုဆွဲတဲ့လူနဲ့သပင်ကိုဆွဲတဲ့လူနဲ့နော်အင်ဂျီလိုက်ချွတ်တာတွေပါတယ်ပေါ့နော်တကယ်လူခွေကိုချိုးဖောက်ပြီးတော့ ဖန်ဆီးသွားတာကိုတွေ့ရပါတယ်။တော့နောက်ပြီးတော့ဖန်ဆီးသွားပြီးတော့လည်းပဲတရားလုံးမှာနှစ်ရက်ပဲကြာတယ်။သူရဲ့ရှေ့နေနော်ဥရောပဆန်းအောင်ဆိုလို့ရှိရင်ရှောက်လဲချက်ကပေးခွင့်မရဘူး။နော်အဲအားလုံးအော်တက်သွားတယ်။ကျမတို့ဆိုလည်းရှောက်ပဲ။နော်ကျမတို့ဘလို့မှမညော်လဲတောင်း။အဲ့လိုမျိုးတွေကဘာလဲဆိုတော့တရားဥတွေကဘလောက်ဆုံးမှုရှိတယ်လဲဆိုတာကျမတို့မျိုးထုတ်ချင်ပါလေ။ ပြည်သူလူထုဘက်ကရက်တီလှုပ်ရှားတောင်းဆိုသူတွေကိုဖမ်းဆီးနေတာတွေဟာဒီမိုကရေစီအနှစ်သာရနဲ့မကိုက်ညီဘူးလို့လဲမျိုးသမီးအဖွဲ့ခေါင်းဆောင်တွေကပြောဆိုခဲ့ပါတယ်။ပြည်သူလူထုတွေအတွက်အရှေ့ကဒီမမမမရက်တီပြည်သူလူထုတွေစားဖို့အရေးကြီးလဲဖို့အတွက်ကိုဆောင်းဟောပေးတဲ့သူတွေနိုင်ငံတော်စုပေါင်းမှုဆိုပြီးတော့မှတမတ်ချက်နဲ့ဖမ်းဆီးတာကဒီမိုကရေစီဆိုတဲ့အနှစ်သာရနဲ့မကိုက်ညီဘူးလို့ဒီမှာတင်ပါတယ်။ဒါနောက်ကကျတော့ဒီလိုလှုပ်ဆောင်ခြင်းအဖြစ် ်မတို့ဒီမိုကရေစီနိုင်ငံတို့ဤထောက်ပေးတဲ့နေရာမှာအများကြီးဟန်တာဖြစ်စေတယ်လို့လည်းကျွန်မမြင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာတကယ်တကယ်ဒီလိုနိုင်ငံတို့ဤထောက်ပို့ဆောင်တာကစေတနာကိုရင်းခံရတယ်လို့ကျွန်မအများအားပြောပါတယ်။ဒါပေမဲ့စေတနာကိုရင်းခံပြီးရင်လည်းလုံရက်တကာမှားရတယ်။ကျွန်မတို့ကလည်းစေတနာမှားလည်းဖြစ်တတ်ပါလား။ဒါကြောင့်မလို့လောက်ဆောင်တဲ့နေရာမှာအများကြီးသတိထားဖို့လိုရဲပြီးတော့မှအပြစ်မဲ့တဲ့ပြီးတော့မှအများကျိုးအတွက်အောင်ဆောင်တဲ့အများကျိုးအတွက်ပြောတဲ့နေရာမှာအများပြည်သူ သူရဲ့ပြည့်စုံဘဝပြည်နယ်နိုင်ငံဘဝရဲ့ရည်ရွယ်ချက်တွေကိုဒီလိုမျိုးဖန်ဆီးထိန်းသိမ်းတာဟာအမှန်တရားအလို့ပါတဲ့မြန်မာနိုင်ငံမှာပထမဆုံးတိမ်မြို့သမီးများဖိုရမ်ဆွေးနွေးပွဲကိုမြို့သမီးဖွဲ့များကွန်ရက် WON နဲ့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB တို့ပူးပေါင်းပြီးအခုလ20ရက်နေ့ကနေ22ရက်နေ့အထိရန်ကုန်မြို့ Excel Tower မှာကျင်းပခဲ့ကြတာပါဒီဆွေးနွေးပွဲမှာ မျိုးသမီးတွေကိုတရားဥပဒေအရကာကွယ်ပေးဖို့ရေးကြီးကိစ္စတွေမှာမျိုးသမီးတွေနဲ့ဆုံဖြတ်ချက်ချဖို့ဖွဲ့စည်းပုံခြေကဲဥပဒေမှာမျိုးသမီးပါဝင်မှုထက်သွင်းရေးဆွဲဖို့ဖက်ဒရယ်အရေးနဲ့မျိုးသမီးတွေကြားမှဒန်းတူရေးစတဲ့ခေါင်းစဉ်တွေကိုလည်းထည့်သွင်းပြီးဆွေးနွေးခဲ့ကြပါတယ်ရှင်။ရန်ကုန်မှာကျင်းပခဲ့တဲ့မျိုးသမီးဖိုရမ်ဆွေးနွေးပွဲအကြောင်း RY Wine တို့မှခင်ခင်တင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အခုဆက်ပြီးတော့လူခွင်းနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုတင်ပြချင်ပါတယ်။လူခွင်းနဲ့လူကုန်သိခါခီးသွားရုပ်ရှင်ပွဲတော်ကို နေပြည်တော် Junction Center မှာပြသနေပါတယ်။ဒီအကြောင်းကိုတော့ RFA ဖွဲ့သားကိုကျော်ကျော်ကတင်ပြထားပါတယ်ခင်ဗျာ။လူခွင့်ရင်းနဲ့လူကုန်သိခါရုပ်ရှင်ပွဲတော်ကိုနေပြည်တော်နဲ့အနီးတဝိုက်မြို့နယ်တွေကစိတ်ဝင်စားသူတွေလာရောက်ကြည့်ရှုကြပါတယ်။အဲ့ဒီပွဲတော်မှာ မြန်မာနိုင်ငံနဲ့နိုင်ငံတကာကဆွေးရရှိတဲ့လူခွင့်ရေးဆိုင်ရာဇလန်းမှတ်တမ်းတွေကိုပြသပါတယ်အဲ့ဒီရုပ်ရှင်ပွဲတော်မှာ လူခွင့်ရေးဆိုင်ရာ ရုပ်ရှင်တွေကိုပြသရုံနဲ့မကအ ပွဲစီစဉ်သူတွေကလည်းရှင်းလင်းပြောကြားကြပါတယ်။နေပြည်တော်ကဒီကျန်းရှင်းစင်တာပေါ့လေရုပ်ရှင်ရုံမှာဒီမိုက်ခရိုဖုန်းတွေတော့ဟိုကလော့စပီကာတွေတုံးပြီးတော့ရုပ်ခွင့်ရနေတာကျွန်တော်မြန်မာနိုင်ငံမှာအပေါင်းများစွာလူအခွင့်အရေးအတွက်ရှေ့မှာဘဝတွေအသက်တွေ သွေးတွေယင်းဒီနှုတ်နံကြဲကြရတဲ့လူတွေအဲ့ဒီလူတွေကိုမကူညွတ်ဖဲနဲ့ကျွန်တော်ဒီနားမှာလူခွေရေးအကြောင်းကိုဒီလိုပြောလို့ရမှာမဟုတ်ပါဘူးအဲ့တော့ပထမဦးဆုံးအဲ့ဒီလူတွေအားလုံးကိုကျွန်တော်ဦးညွတ်ပါတယ်သူတို့ယင်းဒီပေးစားခဲ့လို့ဒီနေရာမှာကျွန်တော်ဒီလိုမိုက်ခရိုဖုန်းကိုတော့ ဒီလိုစပီကာတွေသုံးပြီးလူခွင့်ရေးဆိုစကားလုံးကိုပြောခွင့်ရတာဒါအပြင်အဲ့ဒီပွဲတော်ကိုလာရောက်ကြည့်ရှိသူတွေကလည်းသူတို့ရဲ့အမြင်တွေနဲ့သိလိုတာတွေကိုမေးမြန်းကြပါတယ်ခုနကပြောတဲ့ဒီမိုကရေစီဒီမိုကရေစီဆိုတဲ့ဟာလည်းအားလုံးကတူးချင်းစီမှာအသိရှိနေမှာပဲရမှာအစိုးရအပြင်တိုင်းလည်းမဟုတ်ဘူးတူးချင်းတူးချင်းစီမှာသွားမှာပဲရမှာဒီပွဲတော်ကိုတာရောက်ကြည့်ရှိသူတွေရဲ့ အမြင်သဘောထားတွေကတော့ဘလို့ရှိပါသလဲကြုံတောင်းကြုံခွဲဟာလားလူခွေနဲ့ပတ်သက်ပြီးတော့ဟာလားလူခံစားရပါတယ်ဒီတရားမျိုးတွေကသူ့ခွေရေးဆိုတာကတော့မင်းစီတိုင်းပဲလေ50လုံးလုံးလို့ဖြစ်ခဲ့တဲ့ကာလကိုအနှိဋ္ဌာယုံနေကိုမြင်ရတာအင်မတန်ကောင်းပါတယ်အဓိကတော့အဲဒီကဘာကြီးဟာရဆက်မှုတွေကင်းဝေးပြီးတော့ငញ្ញန်းရေးတွေဆက်မပြရအောင်ဆုံးဆိုရေးတွဲလေးဆိုလည်းမမပါ အခုပြသနေတဲ့ဇလက်မှတ်တမ်းတွေဟာနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါက်ဆန်းစုကြည်စု88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်စုနော်ဝေမြန်မာကော်မတီ MBC စုနဲ့ကွယ်လွန်သူချက်သမရာဟောင်းဘတ်စလက်ဟာဘဲစုတွေရရှိခဲ့ကြပါတယ်။နေပြည်တော်မှာအခုပြသနေသလိုပဲအဲ့ဒီဇကားတွေကိုမြန်မာနိုင်ငံအနှံ့တိုင်းနယ်ပြည်နယ်ကမြို့ကြီးတွေမှာလည်းဆက်လက်ပြသမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီညတော့ RF ရေမြန်ညာစီစဉ်နေလဲဒီမှာပဲပြီးဆုံးပါခင်ဗျာချီးကျူးကြတဲ့ပိသအားလုံးသူကျေးဇူးတင်ပါတယ်မင်္ဂလာကောင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ Thank you.